တရုတ်နိုင်ငံမှာတော့ဝက်လုံးတွေတည်းမကပဲဝါးကိုင်းတွေကိုပါခြံစည်းရိုးလုပ်ဖို့အသုံးပြုကြပါတယ်။ဝါးကိုင်းတွေကိုရိတ်သိမ်းပြီးတာနဲ့အထုတ်လိုက်ချီပြီး ကွန်ဘေးရပေါ်ချိတ်ဆွဲကဆက်ယုံ၃၆ခန်းဆက်ထဲထည့်ပြီးအ мян ၆အောင်လှုပ်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့တရွက်ခွာဆက်ထဲဖြတ်သွားစီပါတယ်။ဒီဆက်ကအရွက်အလုံးကိုဖယ်ရှားပေးပြီးမာကြောပြီးခန်းနိုင်ရှိတဲ့ဂိုင်းတွေပဲကြံရိတ်ခဲ့ပါတယ်။ကုန်ကျန်းတွေအစင်းသင်းဖြစ်ပြီးဆိုတာနဲ့ပညာသေးတွေကဝါလုံးတွေနဲ့ခြံစည်းရုပ်ပေါင်ကိုစတင်ဆောက်လုပ်ကြပါတယ်။ပြီးရင်တော့ဂိုင်းတစ်ချောင်းချင်းစီကိုပေါင်ရဲ့အစင်းချောင်းတွေနဲ့ထည့်သွင်းကြပါတယ်။မျက်နှာပြင်တစ်ခုလုံးအပြည့်ဖုံးထားတဲ့အထည်ပြုလုပ်ကြပါတယ်။ဒီနောက်မှာတော့ဝါချမ်းပြ၃ချောင်းကိုတုံးပြီးပေါင်ရဲ့နှစ်ဖက်စလုံးကိုတွေကက်ကအကိုင်းတွေကိုပြချက်သွားအောင်ဖိထားလိုက် ကြပါတယ်။ချန်စီယိုရဲ့နှစ်ဖက်စလုံးကိုကျိုးနဲ့လဲချုပ်ထားပြီးပုံမှုမြင့်မြန်အောင်တန်ချောင်းတွေလည်းထည့်ထားပါတယ်။နောက်ဆုံးမှာတော့အထူးဖြတ်ဆက်နဲ့ချန်စီယိုကိုတည်တက်စွာညှိလိုက်ပါတယ်။ဒါဆိုရင်တော့ထုတ်ကုန်တစ်ခုရသွားပြီဖြစ်ပါတယ်။ကြည့်ရတာလာပြီးမာကျောတဲ့ဝက်ချန်စီယိုတစ်ခုပါပဲ။စောက်တော့ရေးကွင်းတွေပန်းချံတွေဒါမှမဟုတ်အလှဆင်နေရာတွေမှာတုံးဖို့တင့်တော်ပါတယ်။ဒီဝက်ချန်စီယိုတွေကအစင်မြင့်အလှဆင်တန်ဖိုးပေးုံသာမကတဘာဝအရင်မြင့်တွေကိုပါထိရောက်စွာအသုံးချနိုင်အောင်ကူညီပေးနေတာဖြစ်ပါတယ်။မိတ်ဆွေတို့အနေနဲ့ရော အခုလိုတဘာဝပစ္စည်းတွေကိုအသုံးပြုပြီးပြုလုပ်ထားတဲ့ခြံစည်းရိုးတွေကကောင်းမွန်မယ်လို့ထင်ပါသလားဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ Creative Studio လေးကို Like and Follow လုပ်ခဲ့ပေးကြပါဦးနော်